ရန်ကုန်မီဒီယာက နေတင်ဆက်ပေးမဲ့သတင်းကတော့ပဏိပခါရွှေချပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်အောင်စုတည်ဆောက်နိုင်ရန်လိုအပ်ကြောင်း NSBNC ဥက္ကဋ္ဌပြောကြားတဲ့သတင်းဖြစ်ပါတယ်။ နိုင်ငံရေးလုံခြုံရေးညီစံရေးနဲ့စီးပွားရေးကဏ္ဍကြီးများတွင်ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုများကိုစုပေါင်းအပြေရှားဖော်ထုတ်ရန်နဲ့ပဏိပတ်ကလျှော့ချပြီးစီးပွားရေးလူမှုရေးတို့အားရေးတို့ရေးရှိစီမံကိန်းများဆောင်ရွက်ကဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုတည်ဆောက်နိုင်ရန်လိုအပ်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နေဆက်ရေးရာဝန်ကြီးဌာနပြည်တော်စုဝင်ကြီးအမျိုးသားစီလုံးညီညွတ်ရေးနဲ့ညီစံရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေကပြောကြား ကြောင်းသိရပါဗျ။ မတ်လ24ရက်နေ့နံနက်ပိုင်းကနေပြည်တော်ရှိအမျိုးသားစီလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟုဌာနတွင်ကျင်းပတဲ့တွဲဆောင်ဆွေးနွေးမှုများမှာငြိမ်းချမ်းသောနိုင်ငံတော်အသစ်စီတို့စာမုပ်ဖြင့်ပြုလုပ်သောငြိမ်းချမ်းရေးစကားဝိုင်း Peace Door 2025တို့တရားဥပမာစကားပြကြားခြင်းထည့်သွင်းပြကြားခဲ့ခြင်းဖြစ်ပါသည်။ဆက်လက်ပြီးလည်းဒုတိယဗိုလ်ချုပ်ကြီးရှာပြေကဒီကနေ့စကားဝိုင်းမှာနိုင်ငံရေးလူ့ဆိုရေးခန်းနာနဲ့စီးပွားရေးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးခန်းနာတို့မှအပြုသဘောဆောင်တဲ့ ်ဆွေးနွေးအကြံပြုချက်များကိုရှာလက်ဖော်ထုတ်ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပုံမိုထွတ်တာအောင်မြင်စေရေးဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်းဖြင့်လည်းပြောကြားခဲ့တယ်လို့သိရပါတယ်အဆိုပါငင်းချင်ရေးစကားဝိုင်းကိုငင်းချင်ရေးလုပ်ငန်းစဉ်အပေါ်တွင်ကဏ္ဍအသီးသီးမှ ထင်ပေါ်ကျော်ကြားသူများအသိပညာရှင်အတတ်ပညာရှင်များမှပုံမအယုံဆိုင်ပါဝင်လှူဆောင်လာနိုင်စေရန် ငင်းကြံရေးအတွက်အကြံမဖတ်သောဤတန်းဖြင့်ဆောင်ဝဲချင်းသည်သားလျင် ရေရှည်တီတက်မှဖြစ်ကြောင်းကို လူမှုအကြအသည့်အမြင့်တို့မြင်လာစေရန်နှင့်နိုင်ငံအတွင်းပဏိပခါများအမြဲဆုံးလျှော့ချပြီးနိုင်ငံရေးစီးပွားရေးများပုံမကောင်းမွန်တိုးတက်လာစေနိုင်ပေရေတိုးရေရှည်လုပ်ငန်းစဉ်များဖော်ထုတ်နိုင်ရန်ဤရွယ်ချက်ဖြင့်မတ်လ24ရက်မှ26ရက်အထိ၃ရက်တာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။